ပရိုမိုဒိုင်းမွန်နဲ့အမော့စကင်နဲ့စတန်စကင်တွေကိုဂုံးစလုံးရနေပြီဆိုတာသိပြီးကြပြီလားမသိသေးဘူးဆိုရင်မူဂီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့ပဲလိုပါတယ်ပရိုမိုဒိုင်းမွန်နဲ့ဒိုင်ရိုက်ကြည့်ဝယ်လို့ရမှာလားဆိုတော့မဟုတ်ပါဘူး26ရက်နေ့မှာတော့ပရိုမိုဒိုင်းမွန်တုံးလို့ရတာဖြစ်ပြီးတော့ Ever Legend စကင်ထွက်တဲ့အခါ Promo Diamond နဲ့လှည့်လို့ရမှာဖြစ်ပါတယ်။ Free Token လာတဲ့အချိန်မှာ Brother တို့အနေနဲ့ Diamond 903မျိုး Promo Diamond နဲ့တွဲလှည့်လိုက်ရုံနဲ့ Diamond 900လောက်နဲ့ Stand Skin ကိုရရှိမှာဖြစ်ပါတယ်။ဒါမှမဟုတ် Promo Diamond လေးနဲ့စကင်မဲယူမယ်ဆိုတဲ့လူတွေအတွက်ကတော့အတိတ်ထွက်တော့မဲ့ Benedita စကင်၊ A ထဲမှာဆိုရင်တော့ Farsa စကင်၊ Fighter ထဲမှာဆိုရင် Black Moon ၊ Maxman ထဲမှာဆိုရင် Carry ၊ Tan ထဲမှာဆိုရင်တော့အတိတ်ထွက်ကြည့်ရမကြသေးတဲ့ Barret ဒါလေးကိုဝယ်ဖို့အချက်မီးချစ်ပါတယ်။ပြီးတော့ Promo Diamond ကလည်း2000ကျော်လောက်ထိရရှိနိုင်မှာသေးရယ်။ Brother အနေနဲ့ Priority နားမယ်ဆိုရင်တော့ Diamond 55လုံးနေ့စဉ်မူကြီးပြထားတဲ့ daily test တွေလုံးမယ်ဆိုရင်တော့ဒိုင်းမွန်55လုံးရအားလုံးပေါင်းရင်တော့ဒိုင်းမွန်80ဒီရရှိမှာဖြစ်ပါတယ် ။၃လပိုင်း၂၈ရက်နေ့မှာတော့လောင်းဝင်ယုံနဲ့ဒိုင်းမွန်1131လုံးဒီကန်ကောင်းလို့ရှိရင်ရနိုင်ပါတယ်။ brother တို့ကတော့သူမကိုလည်းမရခဲ့သလိုဒိုင်းမွန်ဒိုင်းမွန်1131လုံးရလိမ့်မယ်လို့လည်းမထင်ပါဘူး။အဲစရပါဗျာ။ Dressy Golden Bowl ဆိုတဲ့ event လေးကလည်းရောက်ရှိလာပြီ။အကွက်လေးတိုင်းမှာပြထားတဲ့ test လေးလုံးယုံနဲ့ကွက်လေးအားလုံးပြည့်သွားတဲ့အခါ Elite Skin ကိုရရှိမှာပဲဖြစ်ပါတယ်။ Elite Skin မဲတော့မဟုတ်ပါဘူး။အမှပြထားတဲ့ဖကမန့်လေးတွေအထုပ်လေးတွေရရှိအောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။